မမော်ဖြစ်စင်ပါဘောနော်မမော်စာက21ဖြစ်စင်ပါ drone နဲ့ဒါရဲရင်ရဲ့ main router ကိုဝင်တိုက်သွားတဲ့ဟာဘောနော်အဲဥစ္စာကိုလည်းဒါအလုံးသိပြီးဖြစ်လိမ့်မှာဘောနော်အဲကြအဲ့လိုပုံစံမျိုးလုံနိုင်ခဲ့တဲ့ဖြစ်စင်တော့မှရှိနေပြီဗျာပြီးတော့မကြသေးခင်ကမှဒါ jet net ကတင်ထားတဲ့ video တစ်ခုမှလည်းဒီ FPV ပုံစံမောင်းနေတဲ့ပုံစံမျိုးကြီးလည်းတွေ့ရတာရှိလိမ့်မယ်ဘောနော်အဲကြတော့ဘာလို့မဖြစ်နိုင်ရမှာလဲ င်္ဂလာပါအဲဒီနေ့သတင်းမှာဒီရက်ထဲမှာပေါ့နော်ဒါယူကရိန်းကနေပြီးတော့ရုရှားကိုပင့်ကူရင်ဆစ်ဆင်ရေးဆိုပြီးတော့ဒါ drone နဲ့တိုက်ခိုက်တယ်ပေါ့နော်ဒါရုရှားရဲ့ဒါလေယာဉ်တွေပေါ့နော်ဘုံကျဲလေယာဉ်တွေအပါထောက်လိုက်လေယာဉ်တွေရောအားလုံးပေါင်း40ကျော်ပေါ့နော်အစင်း40ကျော်တိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်တဲ့ဆစ်ဆင်ရေးကြီးအကြောင်းဒါသိပြီးကြပြီပေါ့နော် ီဒီယိုဖိုင်တွေလည်းတက်လာတယ်ပြီးတော့လုံးဝအားရစရာကြီးဗျာလောက်ထားလေးစိတ်လေးကူလုံးတော့ကြိုင်နေတိုက်တာပေါ့နော်အဲ့တော့အဲ့စစ်စင်ရေးကိုပင့်ကွေစစ်စင်ရေးလို့မြည်ပေးထားတယ်အဲစစ်စင်ရေးတစ်ခုအနေနဲ့ကိုပြင်းတာပေါ့နော်ပြီးတော့ဒါရုရှားဘက်ကဆုံးရှုံးမှုအနေနဲ့ဆိုရင်ဒါသတင်းတွေတက်လာတာကတန်ဖိုးဒါ9ဘီလီယံလောက်ပေါ့နော်အမေရိကန်ဒေါ်လာ9ဘီလီယံလောက်ထိဆုံးရှုံးသွားတယ်ဆိုပြီးတော့သိရမနေမနောတန်ကြေးပေါ့နော်အဲ့ဒါအဲ့အဖြစ်စင်တဲ့ပတ်သက်လို့တော်တော်လေးအားရပြီးတော့လူပြောများနေတဲ့သတင်းလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထက်မှာဒါထူးခြားတဲ့ထူးခြားချက်တွေရှိတာပေါ့နော် ကျွန်တော်အနေနဲ့ဒီအောင်ကြည့်ရတဲ့ချိန်မှာငါတို့မြန်မာနိုင်ငံမှာရောဗောနောငါတို့တော်လန်ရေးမှာရောဒီလိုမျိုးလုံးလုံးမရဘူးလားကျွန်တော်လည်းပထမဆုံးအဲ့မေးခွန်းစပြီးတော့ကိုကိုမေးဖြစ်တာပဲဟာတကယ်အားရစရာကောင်းတယ်ကွာငါတို့မြန်မာနိုင်ငံမှာသာတော်လန်ရေးတပ်ဖွဲ့တွေကဒီလိုလုံနိုင်လိုက်ရင်ဆိုတဲ့အတွေးမျိုးဖြစ်မိတယ်ဗောနောအဲ့တော့ဒီပြည့်စင်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒါထူးခြားတဲ့ဟာတွေရှိတယ်အဲ့ထက်ကကျွန်တော်မြင်တဲ့အမြင်လေးတွေဗောနောအသုံးသတ်မှုလေးတွေကျွန်တော်လုတ်ပေးသွားခြင်းနဲ့အဲ့ပါပထမဆုံးတော့ဒါတပြိုင်တည်းတိုက်ခိုက်နိုင်တာဗောနော လေစိတ်လေးခုလုံးကိုတပြိုင်တည်းတိုက်ခိုက်ဖို့စ조사ခဲ့တဲ့ဟာကအအရန်ကောင်းတယ်ဗောနော်တကယ်ကိုဗောနော်လုံးဝဘယ်လေရင်ခွေးရမှဘယ်လေခွေးကိုသွားပြီးကုနိုင်တဲ့အနေထားမဟုတ်တော့ဘဲနဲ့ရက်ကြည့်နေရတဲ့အဆင့်မျိုးဖြစ်သွားပါဗျာအဲ့တော့အလေစိတ်လေးခုကတော့ဒါဗီလာယာပြီးရင်အိုလန်ယာပြီးရင်ဒိုင်ယာဂီလက်ပြီးတော့အီဗာနိုဗိုဗောနော်အဲဒီလေစိတ်လေးခုကိုတိုက်ခိုက်တယ်ဒါအတန်အတွက်တွေကတော့ပြင်ချင်မှပြင်မှာဗောနော်အဲ့နေရာတွေကိုတိုက်ခိုက်တယ်ဘသူ့ကိုကုလို့ကူရမှမသိအောင်ဖြစ်သွားတဲ့အနေအထားမျိုးနဲ့ပေါ့နော်လေရင်နေဆိုလုံးဝမိဟုံးတောက်ပြီးတော့ပေါ့နော်တစည်းပစည်း ကျုံသွားတဲ့ဟာကြီးကိုပြထားတာတော်တော်အားရစရာကျင်းနေစရာကောင်းတယ်ဗောနော်နောက်တော့ဒါထူးခြားတဲ့ထူးခြားချက်တွေတည်းမှာဆိုရင်ဒါတိုက်ခိုက်နိုင်တဲ့ဖြစ်စဉ်ကဘလို့လဲဆိုတော့ဒီ FVV drone အနေနဲ့ဗောနော်အဲဒီ drone အနေနဲ့တိုက်ခိုက်ဖို့အတွက်ကိုသူကဒီ container တွေထဲမှာဒီ drone တွေကိုယာနဲ့ခြီးပြီးတော့ထည့်ထားတဲ့ container ကားတွေနဲ့ဒီရုရှားတွေကိုခိုးဝင်တယ်ပြီးတော့လေစိတ်တွေအနီးနားမှာရက်ပြီးတော့အိုက်ထဲကနေထွက်ပြီးတော့ကျုံတာဗောနော်အဲ့ဒါကြီးကတော်တော်လုံးဝစဉ်းစားလိုက်တဲ့အချိန်မှာဟာတကယ်ကိုဘလို့ရင်းတော့လုတ်ပစ်တာလဲဗောနော် အဲ့လိုအဆင့်ထိရအောင်ဘလို့ဘလို့တော့သူတို့စီစဉ်ခဲ့ရတယ်လဲဆိုတဲ့ဟာကိုလည်းတွေးမိတယ်ဗောနတကယ်လေးစားချီးကျူးဖို့ကောင်းတယ်အဲ့ဒါတကယ်မိုက်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့တိုက်ခိုက်သွားတာဖြစ်တယ်အဲပြီးတော့ဒါစစ်စင်ရေးစီမံချက်ကိုတစ်နှစ်ခွဲလောက်ကြိုတင်ပြင်ဆင်လာတယ်ဒီစစ်စင်ရေးကြီးဗောနဒါဒါပြင်ဒီပင့်ကွေစစ်စင်ရေးအောင်မြင်မှုအတွက်ကိုစီမံချက်လုပ်တဲ့အခါမှာအချိန်တစ်နှစ်ခွဲလောက်ထိကိုယူပြီးတော့ပြင်ဆင်ခဲ့တာဆိုတော့အော်တကယ်မိုက်တယ်ဗောနအဲသူတို့လုပ်နေတဲ့အဲလုံးဝ ဒီစစ်စင်ရေးကြီးမှန်းချက်ကတကယ့်ကိုကြီးမှန်းချက်အကြီးကြီးပြင်ပြင်ဆင်ရတဲ့ဒါဒီဖက်ကျော်ရမယ့်အခက်အခဲတွေတားဆီးတွေအများကြီးရှိတာပေါ့အဲဥစ္စာတွေအကုန်လုံးပြီးမြောက်ဖို့အတွက်ကိုတို့တွေတစ်နှစ်ခွဲအချိန်ယူခဲ့ရတယ်ဒါကလည်းဒါကျွန်တော်တို့အတူတူယူရမယ့်ဟာဖြစ်တယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်မှာဒါရုရှားဘက်ကပေါ့နော်ဒေါ်လာတန်း350လောက်တန်တဲ့ဒါ A50 အာထောက်လိုင်းလေယာဉ်တွေပြင်း TU95 TU22 ဘုံးကျဲလေယာဉ်တွေအားလုံးအပါပေါ့နော်50ဒဇင်းလောက်ပျက်စီးသွားတယ်ဟာတကယ် လေရင်ပေါင်း40ဒဇင်းဆိုတဲ့အားကနည်းတဲ့အားမဟုတ်ဘူးပေါ့နော်တကယ်ကိုလုံးဝသမိုင်းဝင်စစ်စင်ရေးအောင်ပွဲပြူအောင်မြောက်တဲ့အောင်ပွဲလို့ပဲဒါပြောရမှာပေါ့နော်အဲ့တော့ဒါကြောင့်တော်လိုင်းရေးမှာရောဒီလိုစစ်စင်ရေးမျိုးတွေကျွန်တော်ဖော်ဆောင်လို့မရဘူးလားပေါ့နော်ကျွန်တော်မြင်ရဘာကြောင့်မရမှာလဲကျွန်တော်လည်းလုံးလို့ရနေရပဲပေါ့နော်ဒီ FVV drone နဲ့တိုက်ခိုက်သွားတယ်ဆိုတဲ့ဟာမျိုးဒါကျွန်တော်အဲတိုက်ခိုက်သွားတဲ့အလားတန်ပေါ့နော်အလားတန်ပုံစံတူတဲ့ဟာမျိုးတွေလည်းဒါကျွန်တော်ဒီ ဗမော်ဖြစ်စင်ပါဗောနော်ဗမော်စားက21ဖြစ်စင်ပါ drone နဲ့ဒါရဲရင်ရဲ့ main router ကိုဝင်တိုက်သွားတဲ့ဟာဗောနော်အဲဥစ္စာကိုလည်းဒါအလုံးသိပြီးဖြစ်လိမ့်မှာဗောနော်အဲကြအဲ့လိုပုံစံမျိုးလုံနိုင်ခဲ့တဲ့ဖြစ်စင်တော့မှရှိနေပြီဗျာပြီးတော့မကြသေးခင်ကမှဒါ JetNet ကတင်ထားတဲ့ video တစ်ခုမှလည်းဒီ FPV ပုံစံမောင်းနေတဲ့ပုံစံမျိုးကြီးလည်းတွေ့ရတာရှိလိမ့်မယ်ဗောနော်အဲကြတော့ဘာလို့မဖြစ်နိုင်ရမှာလဲကျွန်တော်တို့မှစီအေးရီမန်းချက်တကယ်ကိုအကြီးကြီးမားမားပြင်ဆင်တာမျိုးပြီးတော့အစစရအသေးစိတ်ကစား ထည့်သွင်းတက်ချက်ပြီးတော့လုံနိုင်တာမျိုးဆိုရင်ဒီလိုမစ်ရှင်မျိုးတွေတေချာပေါက်ပေါ်ဆောင်နိုင်တာပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့အနေနဲ့လည်းဒီဒီရုရှားကိုယူကရိန်းတိုက်ခိုက်နိုင်တဲ့ဒီစစ်စင်ရဲ့အောင်မြင်မှုကိုအတူယူပြီးတော့ကျွန်တော်တို့လှုပ်ဆောင်လို့ရတဲ့ဟာတွေကအများကြီးရှိတယ်အဲသူခုနလိုပေါ့နော်ဒီကွန်တိန်နာကြီးတွေနဲ့ကွန်တိန်နာကားတွေနဲ့ရုရှားနေမိတဲ့ကိုခိုးဖောက်ပြီးတော့ဝင်ရောက်တယ်ပြီးရနဲ့လေစိတ်လိုနေရာမျိုးတွေကနေပြီးတော့ဒါအနည်းဆုံးကတ်ပြီးတော့တက်ပြီးတော့ပြင်းတယ်ဆိုတဲ့ဟာကတောင်းတောင်းအဆင့်မျိုးမှမဟုတ်တာပေါ့နော်သူတို့တွေသူတို့တွေဓာကြီးက တခြားပြန်စဉ်းစားကြည့်မယ်ဆိုရင်တခြားနိုင်ငံကနေပြီးတော့သူများရန်သူနိုင်ငံတွေကိုဝင်မယ်ဝင်ပြီးရတဲ့ရန်သူရဲ့ဒါလင်းဝင်းနေနောက်အနည်းဆက်ဆုံးကတ်မယ်ပြီးတော့လုံးဝအဆင်စင်သောအတားစီးတွေပေါ့နော်ပြီးရင်လုံခြုံရေးစနစ်တွေဒါတွေအားလုံးကိုဖောက်ထွက်ပြီးတော့ဒါတွေအားလုံးကိုကြော်လွှားပြီးတော့ဒီလိုတိုက်ခိုက်မှုမျိုးကိုလုပ်မယ်ဆိုတော့မလုတ်ခင်မှာစဉ်းစားကြည့်ရချိန်မှာကျွန်တော်အားလုံးတွေးမိကြမှာဒါကြီးကမဖြစ်နိုင်ဘူးလို့ပဲတွေးမိပါပဲဒါသေးကြတယ်မဖြစ်နိုင်ဘူးလေတွက်ကြည့်ဘလို့ပဲတွက်ကြည့်ကြည့်မဖြစ်နိုင်ဘူးဒါပေမဲ့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်မယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့လုပ်တော့အခုအောင်မြင်တာ ဒီနိုင်ငံတွေကိုခိုးပြီးတော့ဝင်ရောက်နိုင်ဖို့ဘယ်သူတွေလိုအပ်မလဲဘယ်လိုမျိုးအဖွဲ့အစည်းတွေပူပေါင်းမလဲဘာတွေချိတ်ဆက်မလဲဒါတွေလည်းရှိမှာပဲအဲအဲ့လိုမျိုးပေါ့ဒါဝေကြီးအလုံးရင်းတုံးပြရတာလည်းရှိမယ်အဲဒီဒီဘက်မှာဆိုလဲဒါမင်းအွန်လိုင်းဘက်ကပေါ့နော်မင်းအွန်လိုင်းဘက်မှာဒါဟိုနေ့ကဆိုဒါကျွန်တော်ဗီဒီယိုတစ်ခုတင်ပါတယ်ဂိမ်းမှာ9000တောင်းလောက်ရတာတော့ပျော်နေတဲ့ဒါစေကွေးရက်ခွေးတွေအများကြီးရှိတာ哦အဲအဲ့လိုမျိုးပုံစံမျိုးတွေလည်းဒါကျွန်တော်ဘက်မှာရှိနေတာပဲပေါ့နော်ပြီးတော့ကျွန်တော်ဘက်မှာဖြဲသေးရည်လည်းရှိနေတာပဲအဲ့ကြ ကျွန်တော်တို့မှာမဖြစ်နိုင်ဘူးဆိုတာလည်းမရှိဘူးဒီယူကရိန်းလှုပ်သွားတဲ့ဟာကလည်းမဖြစ်နိုင်တဲ့ဟာကြီးကိုလှုပ်ပြသွားတာအဲကျွန်တော်တို့ဒီဘက်မှာလည်းလှုပ်မယ်ဆိုရင်လှုပ်လို့ရတဲ့ပုံစံမျိုးတွေအများကြီးရှိနိုင်တယ်အဲကျွန်တော်ကအမင်းကိုယ်တိုင်လှုပ်ပါလားမဟုတ်ဘူးကျွန်တော်ခုပြောပြနေတဲ့ဟာကသူများလှုပ်သွားတဲ့မရှင်ကဘလောက်တောင်မှမဖြစ်နိုင်စရာမရှင်ကြီးကိုအောင်မြော်လှုပ်သွားတယ်လဲဆိုတဲ့ဟာကိုအတူယူစေချင်တာပေါ့နော်အဲ့တော့အဲအဲ့လိုမျိုးသွားတဲ့အခါမှာတို့တွေကြော်ဖြတ်ရတဲ့ထင်မှာဒါဖျဲသီးလည်းတုံးပြရလည်းရှိမယ်အဲကိုယ့်ရဲ့အမာခံပုံစံမျိုးတွေတုံးပြရလည်းရှိမယ်ငွေကြေးပိုင်းတွေလည်းနဲ့တို့ဒါပြစ် ပဲပေးပြီးတော့သုံးပြရလဲရှိကောင်းရှိနိုင်တာပဲအဲနောက်တစ်ခုကတော့ဤပညာပေါ့နော်ဤပညာဒီရုရှားလိုနိုင်ငံမျိုးမှာအခုနကတော့အတားဆီးတယ်ပေါ့နော်လုံခြုံရေးနဲ့ပတ်သက်တဲ့အဆင့်ဆင့်တော့အတားဆီးတယ်ပေါ့နော်အာဒီလိုဟာမျိုးတွေကမလုံထားကြအကြောင်းမှမရှိဘူးဒီလိုမျိုးသူ့အတွက်အရေးကြီးပါတယ်ဆိုတော့လေတက်လိုနေရာမျိုးတွေမှာဆိုရင်ပို့လို့တော့မှသူကအသုံးပြုအောင်ပဲအဲဥစ္စာတွေကိုဒီဘက်ကအာယူကရိန်းဘက်ကအဖွဲ့တွေကဘလို့ကြော်လာခဲ့တာလဲဒီလိုမျိုးကြီးတဲပြီးတော့ရှေ့မှာလင်းနေအစင်းလိုက်တန်းလိုက်ကြီးအဲ့လိုထားထားတဲ့နေရာမျိုးတွေကို တဲ့ပြီးတော့ကိုတိုက်ခိုက်သွားနိုင်လောက်တဲ့အဆင့်ထိဖြစ်အောင်သူတို့တွေဘလို့ထိလှုပ်သွားတာလဲဘယ်ဟာတွေကိုအရင်လှုပ်သွားသလဲဘယ်ဥစ္စာတွေကိုကြော်လွားသွားသလဲဒီဂျမ်မာတွေကိုကြော်ဖို့အတွက်ဘလို့လှုပ်သွားလဲဒါအပိဆက်ယုံတွေကိုသူတို့လှုပ်သွားသလားဒါမျိုးတွေအားစကျွန်တော်တို့ထက်တွက်မှာသူတို့လည်းအဲ့လိုထက်တွက်ခဲ့တာထက်တွက်ခဲ့ပြီးသူတို့အဲ့လိုကျုံးတာပေါ့နော်အဲ့ကြတော့ဒီလိုမျိုးရုရှားပေါ့နော်ရုရှားလိုកောင်မျိုးတော်မှအဲ့လိုမျိုးခံစားရတယ်ဆိုရင်မင်းအွန်လိုင်းလိုកောင်မျိုးပို့တော်မှဆိုးဦးမယ်မင်းအွန်လိုင်းလိုកောင်မျိုးက तू तू မှာရှိတဲ့နည်းပညာ तू မှာရှိတဲ့ ဒါအဆင့်မြင့်ထားပါတယ်ဆိုတဲ့အရာတွေကရုရှားထက်တော့တေချာပေါက်နေမှာပဲပေါ့နော်သူ့ဘက်သူဘလောက်ပဲကူညီပေးကူညီပေးဒီမယောင်လိုင်းစီမှာအုံပြုလို့ရတဲ့ကန့်သက်ချက်တွေကအများကြီးရှိတယ်ငွေကြေးပိုင်းတွေပါတယ်အများကြီးရှိရပေါ့အဲကြအဲ့လိုပုံစံမျိုးဖြစ်တဲ့အနေထားမှာကျွန်တော်တို့ဘက်ကဖြစ်နိုင်တယ်ဆိုတဲ့ရာခိုင်နှုန်းကအများကြီးရှိတယ်နောက်တစ်ခုကအခုဒီဆုံးရှုံးသွားတဲ့ဟာပေါ့နော်ရုရှားအနေနဲ့တွက်ကြည့်မယ်ဆိုရင်ထောက်လင်းလေရင်တွေပါတယ်ဒါဒါတန်းတွေယာနဲ့ချီပြီးတော့ပေးရတဲ့တန်ကြီးရှိတဲ့ဟာတွေပေါ့နော်ပြီးတော့ဘုံကျဲလေရင်တွေအဓိကဘုံကျဲလေရင်တွေအဲ့ဒါတွေအများကြီးပါတယ်အဲ့တော့ တန်ဖိုးအနေနဲ့တွက်ကြည့်မယ်ဆိုရင်တက်လာတဲ့သတင်းတွေအရဒါ9ဘီလီယံပေါ့နော်ဘီလီယံတန်ကြီးရှိရုရှားအတွက်တော့ဒီ9ဘီလီယံကပြောပါလောက်လားမပြောပါလောက်လားမသေးကြပါပဲမင်းအွန်လိုင်းအတွက်ဆိုရင်တော့အဲ့ပမာဏကသေချာပေါက်ပြောပါတယ်သေချာပေါက်အထိနာစီတဲ့ပမာဏဖြစ်တယ်ပေါ့နော်အပြီးတော့ဒီလိုမျိုးဒါငွေကြေးအရဒါမထိခိုက်ဘူးဆိုရင်တော့မှပစ္စည်းကိုကြည့်မယ်တခုမင်းအွန်လိုင်းရဲ့အနေထားကလေရင်ကိုအဓိကအားပြုပြီးတော့အသုံးပြုနေရတာအဲ့အဲ့လေရင်နဲ့အဲ့ပမာဏပျက်စီးသွားပါပြီဟဲ့ဆိုတဲ့ခါကျရင် ရုရှားကတော့သူကသူပြန်ပြီးတော့ထုတ်လို့ရရင်ရမယ်ငွေကြေးရှိလို့သူကသူပြန်ထုတ်လို့ရရင်ရမင်းအွန်လိုင်းမှာအဲ့လိုထုတ်လို့ရတဲ့နေရာလည်းမရှိဘူးသူသူများစီကဝယ်ရတယ်အဲ့လိုဝယ်ဖို့အတွက်ပတ်စံသူလိုအောင်မှာအဲ့လိုပေါ့အဲ့တော့သူမှကန့်သက်ချက်ပုံများတယ်အသူမှကန့်သက်ချက်ပုံကြီးတယ်ပေါ့နော်တကယ်လို့ဒီဟာတွေကိုပျက်စီးသွားလို့သူမှပတ်စံရှိတယ်ဆိုရင်တော့မှပဲသူကဝယ်ရအောင်မှာရောက်ရအောင်မှာဆင်ရအောင်မှာပြန်သုံးပြုဖို့အတွက်ကိုသူကလုပ်ရအောင်မှာပေါ့နော်အဲ့တော့အဲ့လိုနေထားတယ်ရှိတယ်အဲပြီးတော့ဒါရုရှားမှာထားပါတော့ဒါရုရှားကောင်ကဒါပူတင်က သူ့မှာတခြားသောကဏ္ဍတွေနဲ့သူအာကုလို့ရတာရှိမယ်အဓိကအခုဆိုရင်ဒါတင့်နေတန်ချက်ကလေးပေါ့နော်အဲဥစ္စာတွေကသူနောက်ထပ်ကဏ္ဍတစ်ခုအနေနဲ့အာကုနေရတဲ့အနေဒါမင်းအွန်လိုင်းမှာလေရင်ပြင်ပါရှိလို့လဲလေချောင်းပြင်ပါရှိလို့လဲမြေပြင်မှာရှိတဲ့သူ့ရဲ့ဒါစစ်ကြောင်းနေမြေပြင်မှာရှိတဲ့သူ့ရဲ့တိုက်ခိုက်ရေးတက်တွေဆိုတာကအခုလက်ရှိအခြေအနေမှာကြည့်မယ်ဆိုရင်တော်လိုင်းတပ်ဖွဲ့တွေကိုရှင်းနိုင်စရာအကြောင်းဝန်ရှိဘူးအဲ့ဒါကြောင့်တကယ်တမ်းကျွန်တော်ကစစ်စင်ရေးအကြီးအခုလိုမျိုးပုံစံမျိုးကြီးတကယ်ကိုစီမံချက်တွေဆွဲပြီးတော့လှုပ်ဆောင်ပလိုက်တယ်လှုပ်ဆောင်လဲလှုပ်ဆောင်နိုင်ခဲ့တယ် အောင်လဲအောင်မြင်တယ်ဟေ့ဆိုလို့ကတော့မြေမြအဖွဲ့တွေကလုံးဝဒါတက်ကြုံတဲ့အခါမှာစစ်ကောင်စီဘက်ကပေါ့နော်မြေအောင်လဲစစ်သားတွေကဘလုံးမှခံနိုင်ကြအကြောင်းမရှိဘူးလို့ဒါကျွန်တော်မြင်တယ်ပေါ့နော်အာအခုဆိုရင်ဒါတို့ကမှစစ်ကြောင်းသွားတာပဲဖြစ်ဖြစ်ဒေသမသွားရဲကြဘူးမြေမြမှာသူတို့ကြီးပဲတိတက်မသွားရဲတဲ့အခါဒေသခံတွေရွာသူရွာသားတွေကိုဒါလုံးဝပေါ်တာဆွဲတာမျိုးတွေတစားကန်လုတာတွေလူသားတိုင်းလုတာတွေသူတို့ရဲ့စစ်ကြောင်းကြားထဲမှာတယောက်စီတယောက်စီထည့်ပြီးတော့သွားတာမျိုးတွေသူတို့လုံနေကြရတာမြေပြင်မှာသူတို့ဘာသာသူတို့တီးတန့်ကိုမသွားရဲဘူး အဲ့လိုနေထားပြီးတော့သွားပြီးဟေးဆိုရင်လည်းအဲဒီပါစာတွေပေါ့နော်ပါစာတွေအခုတီးရတော့တင်းဆိုရင်စစ်ကြောင်းတစ်ကြောင်းမှတရာထွက်မယ်ဟေးဆိုရင်80ရာခိုင်နှုန်းကပါစာတွေကိုထည့်ပြီးတော့သွားတယ်သူတို့ရဲ့တန်တီစစ်သား20ရာခိုင်နှုန်းလောက်ပဲပါတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတော့ဖြစ်နေတာအဲ့တော့90ရာခိုင်နှုန်းလောက်အသုံးပြုတဲ့အချိန်မှတောင်မှပဲသူတို့အဆင်မပြေတာဗျာအခုလို80ရာခိုင်နှုန်းလောက်ပါစာတွေကိုအသုံးပြုနေရပြီဆိုတော့ကျသူတို့ရဲ့အချိန်တွေဘယ်လောက်တောင်ဆိုးွားနေပြီလဲအဲဒါကိုလေဒါကျွန်တော်တို့အားလုံးမြေမြမှာရှိရအဖွဲ့တွေကလုံးကသိတယ် ပြီးတော့ကျွန်တော်မြေပြင်မှာရှိတဲ့တပ်ဖွဲ့တွေရဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့စိတ်ဓာတ်တွေခံယူချက်တွေဟိုးအမြင့်ဆုံးမှာရှိတယ်ပေါ့နော်လုံးဝမပြည့်မစုံနဲ့တိုက်နေရတာတော့မှပဲစစ်ကောင်စီစကန်းတွေကိုဝင်မကျုံရလို့ဝင်မလုံးရလို့စိတ်တူဒေါသထွက်တဲ့သူတွေအများကြီးရှိတယ်တကယ်သာပြည့်စုံတယ်ဟေ့ဆိုတဲ့အခါကြာရင်ပေါ့နော်အများကြီးအရေးတာပါပြီးတော့ခုနလိုလေချောင်းအန်ရယ်ပေါ့နော်လုံးဝကိုချိနဲ့သွားတဲ့အခါမျိုးတွေကြာရင်အရန်အရေးတာမယ်ဆိုတာကိုလည်းကျွန်တော်ဒီညနေပြောချင်တယ်ပေါ့နော်အဲ့တော့မင်းအွန်လိုင်းစစ်တပ်အနေနဲ့ကအခုမြေပြင်မှာသူတို့ရဲ့အင်အားတွေချိနဲ့နေပြီးတော့ ဒီလေချောင်းကိုပဲအဓိကအားပြုပြီးတော့အသုံးပြုနေရတဲ့အချိန်မှာတော်တော်လေးအထိနာစီနိုင်တဲ့ဆစ်စင်ရေးမျိုးဖြစ်လာနိုင်မယ်ပေါ့နော်အဲ့တော့လေချောင်းနဲ့ပတ်သက်လို့လည်းဒါတက်တိနားလဲတဲ့သူတွေဝင်မြောက်ပြေးနေရလဲအများကြီးရှိသလိုဒါစီမံချက်တွေရေးဆွဲနိုင်ဖို့အတွက်လည်းဒါတာဝန်သိတဲ့ပြည်သူတွေရောပြည်ပြည်သည်တွေရောဒါတွေကအစပေါ့နော်တက်နိုင်တဲ့မြတ်တဲ့အချက်လက်တွေဝေမျှပေးနေရရှိတယ်။အချိန်တစ်ခုတေချာယူပြီးတော့တေတေချာချာရှင်းနီမြုပ်နှံပြီးတော့တေချာအသေးစိတ်ကအစစီမံချက်ကိုအသေးစိတ်ရေးဆွဲနိုင်ပြီးတော့လုံနိုင်မယ်ဆိုရင်ကျွန်တော် ီတော်လည်းရမဖြစ်နိုင်ကြအကြောင်းမရှိဘူးလို့လည်းပြောခြင်းတယ်ပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့နေရာမှာနေရက်မသွားပဲနဲ့မဖြစ်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အဆင့်တီလဲကျွန်တော်တွေးစီခြင်းနဲ့ပေါ့နော်အပြော့ဒီတိုက်ခိုက်မှုမှာပေါ့နော်ရုရှားလိုកောင်မျိုးတွေ့တောင်မှအရန်အထိနာတဲ့ဟိတ်ဆိုရင်မင်းအွန်လိုင်းတွေ့ဆိုဘယ်လောက်တောင်မှအထိနာမလဲတေးကြတဲ့မင်းအွန်လိုင်းတွေ့တာဒီလိုမျိုးဒါတော်လည်းတက်ဖွဲ့တွေကတိုက်ခိုက်နိုင်လို့အောင်မြင်ခဲ့တဲ့ဟိတ်ဆိုရင်လုံးဝပွဲကိုပြတ်တလောက်ကိုဖြစ်သွားမှာမင်းအွန်လိုင်းမှာအားကိုးစရာဒီလေကြောင်းတစ်ခုပဲရှိနေတာပေါ့နော်အဲကြတော့အာကျွန်တော်အားလုံးပြောကြသလိုပါပဲ ပြန်နေတဲ့ငှက်ကိုကျွန်တော်တို့ပြစ်ဖို့အတွက်ခဲရင်းနေတယ်အဲပြီးတော့ခက်ခဲနေတယ်ဆိုရင်အဲအတိုက်ထဲမှာရှိတဲ့ငှက်တွေကိုလှုပ်ဖို့ဒါမှမဟုတ်လေသူရဲ့အတိုက်ကိုအဲဘင်းပြစ်ဖို့ပေါ့နော်တိုက်ခိုင်းနိုင်ဖို့အတွက်ကဘလောက်တိအရေးပါတယ်ဘလောက်တိပို့ပြီးတော့လွယ်ကူပြီးအကျိုးမြတ်များမလဲဆိုတဲ့ဟာကိုသိသားစေတယ်ပြန်နေတဲ့ကောင်ကတကောင်ထဲကိုပြစ်အောင်မယ်ရက်နေတဲ့ကောင်ဆိုရင်၄၅၀ကောင်လည်းရှိနိုင်တယ်ဆိုတော့လည်းသိစေချင်တယ်နောက်တစ်ခုကတပြိုင်တည်းလှုပ်ဆောင်နိုင်တဲ့အပိုင်းတွေပေါ့နော် အဲကြတော့တနေရာမှာတိုက်ခိုက်နေလို့နောက်တနေရာဒီတနေရာကိုလာကူတာမျိုးလုပ်လို့မရအောင်ရှင်းမြလေဒါစကန်နေအကုန်လုံးဝိုင်းပြီးတော့လုပ်လို့မရဘူးလားဟောနော်အခုဆိုရင်ကိုပဲဒါကျွန်တော်တို့ဒါ short ride တုံးနေနဲ့တော်တော်ပြီးတော့လုဆောင်နေတဲ့အပိုင်းနေရှိတယ်အဲကြအပြုံလိုက်ပါနော်အခုကျွန်တော်တို့တရေပြရမယ့်ဟာဆိုရင်ဒါတုတ်ယူစရာဆိုရင်ယူကရိန်းက drone အစင်းကြီးယာနဲ့ချီပြီးတော့အသုံးပြုတာပါနော်အဲတော့အဲ့ထဲမှာပါတဲ့တစည်းမဟုတ်တစည်းသော drone တွေဟာပါနော်ရုရှားစစ်တပ်ရဲ့တကယ်ကိုအရေးပါပါတယ်တန်ဖိုးကြီးပါတယ်ဆိုတော့ ဒီလေရင်တွေကိုတိုက်ခိုက်နိုင်လိမ့်မယ်ဆိုတာသိကြတယ်။အဲဒါကြောင့်အရေအတွက်များများနဲ့လုံးဝစီမံချက်ကောင်းတစ်ခုကိုဖန်တီးသွားတာဖြစ်တယ်။အဲကျွန်တော်ဒီဘက်မှာလည်းအဲ့လိုပုံစံမျိုးတွေလုံးလုံးရကိုရတယ်။လုံးမယ်ဆိုရင်ရကိုရတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။